မလေးရဲ့မလေးမိတ်ဆက်ပေးပါမရှင်းကျွန်တော်ရဲ့နာမည်ကတော့မောင်ထောက်ကိုဝင်ဖြစ်ပါတယ်ခင်ဗျာမလေးရဲ့တက်လေးလည်းမိတ်ဆက်ပေးပါဦးအာကျွန်တော်ရဲ့တက်ကတော့19နှစ်မလေးကဖဲရလည်းမသိဘူးရှင်းအာကျွန်တော်ကဘူတိုင်းဒေသကြီးဖျားကြီးမြို့ပါပါခင်ဗျာဟုတ်ကဲ့မလေးဗီဇာအဘလက်ချာချာထွင်ခဲ့ရလည်းမသိဘူးနော်အာဗီဇာအဘမိုးအတွက်ဆိုရင်6လ9လလောက်ထွင်ခဲ့ရပါပါဟုတ်လေဗီဇာအဘချိုးစားရတဲ့အခက်အခဲဆိုးဆေးလေးကဘာမှဖြစ်မှာမသိဘူးနော်အာဟုတ်ကဲ့အာဗီဇာအဘမဖြစ်မှာအစိုးရရေဆုံးပဲပေါ့နော်ဟုတ်ကဲ့မလေးဒီဖိုးကကြာတော့ဖဲကြောင်ရှက်ခဲ့ရလည်းမသိဘူးနော်အာဟုတ်ကဲ့ဒီဖိုးနဲ့ကကြာတော့ရုံစန်းဒေဟာကျူရှက်ခဲ့တာပါ ဟုတ်ကဲ့အိမ်နဲ့ခွေပြီးတော့နိုင်ငံခြားမှာပြင်ရတော့သွားပြင်ရမှာဆိုတော့လေအခုဘယ်လိုလေးခါသားနေရလဲမသိဘူးเนาะဟုတ်ကဲ့ဟိုအင်္ဂလန်နာပေါ့နော်ဟိုမှာတယောက်တည်းရက်တီရမှာဆိုတော့ဝို့ကိုပို့ပြီးတော့အောင်မြင်ပူဇာရတော့မယ်နီအိမ်ကိုအကူလို့လည်းများတော့ကိုချက်ပုတ်ကိုရက်တီရတော့မှာအဲ့လိုမျိုးခံစားရပါဟုတ်ဟုတ်ကဲ့ဘာသာစကားရောဘယ်လောက်ထိလေ့လာထားလဲမသိဘူးဟုတ်ဘာသာစကားတော့အခု level 3ရွန်ဆဲ level 3ပေါ့ဟုတ်ကဲအော်ရရကိုလွေတယ်1.5 pm ဆိုပြောက်ပြချင်လဲပြူလား5 rating highly recommended ပါဟုတ်အော်ဖိုင်ဆက်လည်းမပြူနော် အာရီဟက်ကီယိုအေဂျင်စီဖွဲ့တာရဲ့အကောင်ကစေစတီချာချာနဲ့အာတီးခံပြီးတော့တေချာချာနဲ့အောင်ရှင်းပြတတ်ပါတယ်ဟုတ်မလဲဝီဟက်ကီယိုကျေဆိုချေရဘာများဖြစ်မလဲနော်အာဝီဟက်ကီယိုအေဂျင်စီရောအကြံဆုံးချက်ကတော့အာအေဂျင်စီအဖွဲ့သားတွေအားလုံးရဲ့အာသဘောကောင်းတယ်ပြီးတော့တေချာချာနဲ့အောင်ရှင်းပြရတယ်အားကြောင့်ဟုတ်ကဲ့ဒါဆိုရင်နောက်လာမယ့်ဂျူနီယာလေးအတွက်မှာကျင်နာလေးဖြစ်ပေပါမယ်နော်အာဟုတ်ကဲ့အာနောက်လာမယ့်ဂျူနီယာလေးတွေကတော့အာဟိုနိုင်ငံခြားရောက်ပါပြီဆိုရင်ဘာသာစကားကျွမ်းကြည့်ကြည့်နေပြောတတ်အောင်လည်လာထားဖို့လိုပါမယ်ခင်ဗျာ